UAE Saudi Arabia ဒီလိုအာရပ်နိုင်ငံတွေကဘားကြောင်များတအားချမ်းသာနေရလဲသူတို့တွေချမ်းသာနေရကရေနံတွင်းနေကြောင်ပဲဆိုတာမှန်ပါသလားအာရပ်နိုင်ငံတွေဆိုတာရေနံတွင်းနေကြောင်ပဲချမ်းသာနေရလို့ထင်နေရင်တော့ပြည်သက်ကြီးတို့အမှားကြီးမှားနေပါပြီအမှန်တော့အာရပ်နိုင်ငံတွေဟာရေနံပြင်ကုန်မှအခြားစီးပွားရေးကဏ္ဍတွေမှာလည်းအချိန်ခုန်နဲ့ဖွံ့ဖြိုးတိုးတက်နေကြပြီးတော့ရေနံပေါ်မီခိုနေရတဲ့စီးပွားရေးကိုသူတို့ကိုယ်တိုင်ရှော့ရှားဖို့အတွက်လက်ရှိချိန်မှာစူးစမ်းနေကြပါတယ် အရန်နိုင်ငံဒီဟာရေနံကဏ္ဍအပြင်ကိုမှခရီးသွားလုပ်ငန်း၊ကုန်သွယ်ရေး၊ဗန်နာရေးနဲ့နည်းပညာစားတဲ့ကဏ္ဍတွေမှာလည်းရင်းနှီးမြှုပ်နှံမှုတွေအများအပြားလှုပ်ဆောင်နေပါတယ်။ဥပမာအားဖြင့်ဒူဘိုင်းမြို့ဟာကမ္ဘာအဆင့်မီခရီးသွားနေရာတစ်ခုအဖြစ်လက်ရှိကမ္ဘာပေါ်မှာရပ်တည်နေပြီးတော့အမြင့်ဆုံးမိုးမြှော်တိုက်ကြီးတွေ၊ဈေးငန်းဟိုတယ်တွေ၊ဈေးဝယ်စင်တာကြီးတွေဟာကမ္ဘာတဝန်းကခရီးသွားတွေကိုဆွဲဆောင်နေရရှိပါတယ်။ ။ဒါပြင်အာရန်နိုင်ငံတွေဟာလေကြောင်းပို့ဆောင်ရေးနဲ့ကုန်သွယ်ရေးမှာလည်းအရေးပါတဲ့ပိုချက်တွေဖြစ်လာပြီးတော့အရှိလေပိုင်းနဲ့အာရှကိုဆက်သွယ်ပေးတဲ့အဓိကလမ်းကြောင်းပေါ်မှာလည်းသူတို့ကတည်ရှိနေပါတယ်။မိပညာကဏ္ဍမှာဆိုရင်လည်းအာရန်နိုင်ငံတွေဟာစုံဦးတီထွင်မှုလုပ်ငန်းတွေကိုအားပေးမြင့်တင်တာ၊စမန်မြူရာတွေကိုတည်ဆောက်တာ၊အာဂါသာစူးစမ်းလေးရာရေးလုပ်ငန်းတွေကိုလုပ်ကိုင်ခြင်းဒါတွေနဲ့အနာဂတ်အတွက်ပြင်ဆင်နေကြပါတယ်။ဥပမာအားဖြင့်ဆော်ရီယာရီးပြနိုင်ငံဟာ Vision 2030လို့ခေါ်တဲ့စီးပွားရေးနဲ့လူမှုရေးပြုပြင်ပြောင်းလဲရေးစီမံကိန်းကိုချမှတ်ထားပြီး မကြာခင်လာမဲ့နှစ်အနေငယ်အတွင်းမှာသူတို့ဟာရေနံအပေါ်ကိုမိခိုနေရတဲ့စီးပွားရေးတွေကိုလုံးဝမရှိတော့ဘဲနဲ့တခြားကဏ္ဍတွေမှာဖွံ့ဖြိုးတိုးတက်အောင်ဆိုပြီးလှုပ်ဆောင်နေရလို့ဆိုပါတယ်။ဒီစီမံကိန်းရဆိုရင်တော့ဒီဆော်ရီယာရေးပြနိုင်ငံတွေဟာတခြားနိုင်ငံကလာမဲ့ခရီးသွားတွေကိုနွေနွေထွေးထွေးကြိုဆိုပြီးခရီးသွားလုပ်ငန်းကိုတိုးချဲ့တာ။ပျော်ပြေးလုပ်ငန်းတွေကိုပုံမှုတိုးချဲ့တာနဲ့စက်မှုလုပ်ငန်းတွေကိုအဓိကထားပြီးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မယ်လို့သိရပါတယ်။ ဒါရီအပြင်ကမှပဲအာရန်နိုင်ငံတွေဟာပညာရေးနဲ့ကျန်းမာရေးအခြေခံအဆောက်အအုံတွေမှာလည်းရင်းနှီးမြှုပ်နှံမှုတွေအများကြီးလှုပ်ဆောင်နေပါတယ်။အဲ့လိုလှုပ်ဆောင်တဲ့အပြင်ကမှပဲဒီလိုမျိုးလှုပ်ဆောင်ချက်တွေကအရှိန်ဟုန်နဲ့ဖွံ့ဖြိုးတိုးတက်နေပါတယ်။ရင်နာဘောကမီခုန်ရတဲ့စီးပွားရေးကိုရှော့ရှာဖို့အတွက်ကြိုးစားနေတဲ့သူတို့ရဲ့လုပ်ငန်းစဉ်ဟာတကယ်ကိုမှထိရောက်တယ်လို့ပြောရမှာပါ။အာရန်နိုင်ငံကြီးထဲမှာအချမ်းသာဆုံးနိုင်ငံတွေကနှစ်နိုင်ငံကိုဖော်ပြရမယ်ဆိုရင်တော့အနည်းဆက်ဆုံးကာတာနဲ့အာရန်ဆော်ဝါရီရဲ့ပြည်ထောင်စုလို့ခေါ်တဲ့ UAE ကိုပဲပြောရပါလိမ့်မယ်။ ်ဂါတာနိုင်ငံရဲ့အဓိကစီးပွားရေးဟာတဘာဝတန်ခွေနဲ့ရေနံလုပ်ငန်းဆိုပေမဲ့လည်းသူတို့နိုင်ငံရဲ့စက်မှုဆောင်လုပ်ငန်းတွေဟာကမ္ဘာအနှံ့ကိုရောက်ရှိတာဖြစ်ပါတယ် UAE ရဲ့စီးပွားရေးမှာလည်းပဲရေနံအပြင်ကမှာပဲကုန်သွယ်ရေးခရီးသွားလုပ်ငန်းနဲ့ဗန်နာရေးလုပ်ငန်းတွေဟာအရေးပါတဲ့ခဏမှာပါဝင်ပါတယ်ဒီနိုင်ငံတွေဟာရေနံတစ်ခုတည်းနဲ့ချမ်းသာနေတဲ့နိုင်ငံတွေမဟုတ်ဖ ೇನೆ သူတို့နိုင်ငံတွေကတိကျခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေနိုင်ငံရဲ့အစိုးရကောင်းမှုတွေနိုင်ငံသားတွေရဲ့အခွင့်အရေးပေးဆောင်မှုတွေကြောင့်နိုင်ငံဟာချမ်းသာတဲ့ချမ်းသာနေတာပါ စစ်တမ်းတွေရောက်ဆိုလို့ရှိရင်အဲ့လိုနိုင်ငံမျိုးတွေမှာဆင်းရဲတဲ့လူဟာလက်ချိုးရည်လို့ရအောင်မယ်ဆင်းရဲသူအတော်လေးကိုမှနေပါတယ်လို့သိရပါတယ်။နောက်ပြီးတော့တို့နိုင်ငံတွင်းကနိုင်ငံသားတွေဟာတာမန်လုပ်တွေကိုမလုပ်ကြဘဲနဲ့ဒီလိုတာမန်လုပ်တွေကိုလုပ်ဖို့အတွက်လည်းကမ္ဘာအနှံ့ကရွှေပြောင်းလိုသမားတွေကိုခေါ်ယူကြတယ်လို့သိရပါတယ်။ပရိသတ်ကြီးတို့အနေနဲ့အရဲနိုင်ငံတွေကိုရေနံနဲ့ပဲချမ်းသာနေရတဲ့ထင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးကောင်းကောင်းသဘောပေါက်သွားပါလိမ့်မယ်။အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။